မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်မှုတင်နဲ့တင်နန်းစင်ပွဲအောင်မြင်စွာကျင်းပပြီးစီးတဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDFE တင့်မြင့်ဆောင်2024တမူးတင်နန်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနေမြေတနေရာမှာမလ၈ရက်နေ့ကကျင်းပခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကတင်ထုတ်ပြန်ပါတယ်တင်နန်းစင်းပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမုံပေးပို့တဲ့တန်ဝန်လွှာဖတ်ကြားခြင်းအမှတ်၁စီတီတာမူးမှတင်နန်းစင်းအမှားစကားပြောကြားခြင်း ပြည်သူတော်လှန်ရေးအလံတော်ဂိုင်းတစ္ဆာဆိုခြင်းနဲ့အရေးကြီးပြီးတခြင်းတံပြိုင်တီးဆိုခြင်းတို့လှုပ်ဆောင်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF E တင်မြင့်ဆောင်2024တပ်မှုတင်နန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ရဲ့အစီအစဉ်ဖြစ်ကျင်းပခဲ့ခြင်းဖြစ်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းတို့မှတင်နန်းသား115ဦးတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမလိုင်မျိုးနယ်ဂိတ်ချပြီးဆက်ကြီးကောက်နေတဲ့ရဲနှစ်ဦးကိုပြစ်ခတ်ခဲ့ရာတနက်နက်လက်သိမ်းဆည်းရမိတဲ့တရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမလိုင်မြို့နယ်လက်ဆွေရွာမှာဂိတ်ချပြီးတော့ဆက်ကြီးကောက်နေတဲ့ရဲနှဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဲနှဦးလုံးတီဆုံသွားပြီးတော့တနက်နက်လက်နဲ့ခဲရန်တွေတိမ့်စီရရှိခဲ့တယ်လို့မြင်းကြံခဲရန်အမှတ်၄တက်ရင်နထိုးကြီး PDF ကပြောကြားထားပါတယ် မလိုင်မြို့နယ်မနောကန်ရဲစခန်းကရဲတွေလက်ဆွေရွာမှာဂိတ်ချပြီးတော့ကင်းပုံဝုတ်ခါခရီးသွားပြည်သူတွေကိုချင်းချောက်ကပတ်စံတောင်းတာဖမ်းဆီးတာတွေလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မနေ့ကမလ12ရက်နေ့မှာအလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်လက်ဆွေရွာမှာဂိတ်ချပြီးတော့ကင်းပုံဝုတ်နေသူတွေအလစ်မှာလမ်းပေါ်တက်ပြီးငွေကြီးကောက်ခံနေတဲ့ရဲနှအူးကိုတိုက်ခိုက်ခဲ့ရမှာရဲနှအူးစလုံးတိဆုံးပြီးတော့သူတို့ကိုင်းတဲ့တနက်နှစ်လက်တင်းစည်းနိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ် လက်ဆွေရွာဟာမလ17ရက်နေ့ကပဲဒီသကံလူငယ်တွေပေါ်တာဆွေးခံခဲ့ရပြီးတော့ဂိတ်ချနေတဲ့ရဲတပ်ဖွဲ့ကနွားကားနဲ့စိတ်တင်တဲ့ကားတွေကိုအဓိကထားပြီးတော့ဂိတ်ကြီးကောက်နေတယ်လို့ကုန်တင်ကားတွေကိုလည်းမတန်တဆတောင်းခံနေတာတွေရှိနေတဲ့ဂိတ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကိုနထိုးကြီး PDF မြင်းကြံခရိုင်အမှတ်လေးတက်ရင်နဲ့မြင်းကြံခရိုင်အမှတ်30တက်ရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးမြင်းကြံမျိုးပေါ်မှာတက်ဆွေးထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဖက်မှတအုပ်တီဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမျိုးပေါ်မှာတက်ဆွေးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရမှာစစ်သားတအုပ်တီဆုံးသွားတယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ကပြောကြားထားပါရီး။ အကြံပေးစစ်ကောင်စီတပ်ဖွဲ့ဝင်တီတက်ဆွေးနေတဲ့မြင်းကြံမြို့အမှတ်၁၈ရပ်ကွက်အရှိတ်နေရာကိုတော်လန်ရေးပူပေါင်းတပ်တွေက မလ၁၇ရက်နေ့မှာဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အရေးလိုတိုက်ခိုက်နေချိန်မှာမြို့တွေကထွက်လာတဲ့အကြံပေးစစ်တပ်ဘက်ကတပ်ကူတွေရောက်လာတာကြောင့်မိနစ်၂၀ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ထိတွေ့တိုက်ပွဲမှာအကြံပေးစစ်သားတအူးသေဆုံးသွားတယ်လို့အသိပေးထားပါရယ် ဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်တွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့ဝင်တွေအထူးခိုက်မရှိဘူးလို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေရာတွေကိုအသွာလာမလုပ်ကြဘူး Freedom Fighter Guerrilla Force အဖွဲ့ကပြည်သူလူထုကိုမြေတားရက်ခံထားပါရခင်ဗျာဆလဘီငဇုံမြို့နယ်မှာခြေလင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က15ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် မန္တလေးတိုင်းငဇုံမြို့နယ်ဂျိုးချေးရွာကနေခြေချင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွေးတိုက်ခိုက်ခဲ့ရမှာ စစ်သား55ဦးသေဆုံးသွားတယ်လို့ Special Task Force ငစုံကပြောကြားထားပါတယ်။အင်အား90ခန်းပါတဲ့အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမလ10ရက်နေ့မနက်9:00နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မိုင်းခွင်းထဲရောက်နေတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကပရိသတ်မိုင်း3လုံး၊ရှေ့ထွက်စိန်ပြောင်း12လုံးနဲ့တိုက်ခိုက်နိုင်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြီးတော့ပြန်လည်ပြစ်ခတ်နိုင်တာမျိုးတောင်မရှိဘူးလို့ဆိုပါတယ်။ တည်ဆုံးသွားတဲ့စစ်သားတွေနဲ့ဒဏ်ရာရသွားတဲ့စစ်သားတွေကိုဂွေးကုန်းရွာဘက်ကနေကား၄စီးနဲ့ လာသေးသွားတယ်လို့ Special Task Force ငန်စုံကအသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်6တက်ရင်တက်ခွေး3 Special Task Force ငန်စုံတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မြင်းကြံခရိုင်အမှတ်6တက်ရင်တက်ခွေး3 Special Task Force ငန်စုံအနေနဲ့တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ရေးအတွက်အောင်လံလွှင့်မလီငန်စုံမြေကျက်သိန်းတထောင်ကမ်ပိန်းကိုလှုပ်ဆောင်နေတာရှိပြီးတော့ဒီကမ်ပိန်းမှာပါဝင်ကူညီပေးဖို့မြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးခလာယာ239ကစစ်မှုထမ်းတပ်သားတင်5ဦးတနက်နှစ်လက်ကြီ600နဲ့အတူနထိုးကြီး PTF ထံအလင်းဝင်လာတဲ့တရင်ကိုတင်ပြပေးပါမယ်။အကြံပေးစစ်ကောင်စီရဲ့ခလာယာ235တပ်ရင်းကစစ်မှုထမ်းတပ်သားတင်5ဦးဟာတနက်နှစ်လက်ကြီ600နဲ့အတူအမှတ်၁စစ်ဒေသမြင်းကြံခရိုင်နထိုးကြီး PTF ထံအလင်းဝင်လာတယ်လို့ဒီနေ့မနက်7ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အလင်းဝင်လာသူတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်6ကစစ်မှုထမ်းတပ်သားတစ်တွေလို့ဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးခလာရ235တပ်ရင်းမှတာဝန်ကျနေတဲ့မြင့်နိုင်အောင်နိုင်မှုထက်အောင်ဝင်းနောင်နဲ့ဇော်မျိုးနိုင်တို့ဟာမလပထမဘက်မှာမြင်းကြံခံရအမှတ်၄အမှတ်30တပ်ရင်းနှထိုးကြီး PDF ထံအလင်းဝင်လာတာလို့သိရပါတယ်အဒီစစ်မှုထမ်းတပ်သားတစ်5ဦးဟာ MA1 အမျိုးအစားတက်လက် MA3 အမျိုးအစားတက်လက် 5.56G 600တောင်း60မမကြီးနှလုံးနဲ့ယူဆောင်လာနိုင်တဲ့အတွက်စုငွေချင်းမြင်ပေးခဲ့ပြီးတော့သူတို့စန္ဒာအတိုင်းလොမြောက်နယ်မြေတနေရာကိုပို့ဆောင်ပေးခဲ့တယ်လို့နထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။အာနာလူထားတဲ့အကြံဘတ်စစ်ကောင်စီလက်အောက်မှာတာဝန်ဆက်လက်ထမ်းဆောင်လိုတဲ့စန္ဒာမရှိတော့ရင်အချိန်မရွေးဆက်သွယ်ပြီးတော့ပြည်သူရင်ခွင်ကိုခိုးလုံနိုင်တယ်လို့စစ်ကောင်စီတပ်သားတွေနဲ့ရဲတပ်ဖွဲ့တွေကိုမြင်းကြံခရင်အမှတ်လေးတက်ရင်နဲ့မြင်းကြံခရင်အမှတ်၁၀တက်ရင်ကအတိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပိုင်ကြုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများကို KNU တွားရောက်ကူညီထောက်ပံ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ KNU ကရင်မျိုးသားအစည်းအရုံးပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီဘဟုပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီဖက်အန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း22တို့မှ2025ခုနှစ်မလ17ရက်နေ့မှာ KNU ဖက်အန်ခရိုင်ပိုင်ကြုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူလူထုများရှိရာသို့တွားရောက်ပြီးတော့စမ်းအိတ်30နင်းအခြေခံစားနပ်ရိက္ခာများတွားရောက်လူဒန်းခဲ့ကြပါရယ်ပိုင်ကြုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများဟာအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိနေပါရယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီရီသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့မင်းတီဟန်တို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။